အန်ဖီမှာအမှန်ကန်တီးကြမယ့်အင်္ဂလန်ဒါဘီလီဗာပူးယူနိုက်တက်ပွဲကြိုသုံးသပ်ချက်အကရစ်ပေါ်ကနေပြန်လှည့်ပြီးတော့တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတော့ပရီးမီးယားလိပွဲစဉ်ရှိပြကစားသွားကြမယ့်လီဗာပူးတင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသပ်ပေးသွားမှာပါဒီပွဲကတော့ဒီဘက်စူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်လည်းဖြစ်ပါတယ်အဲဒီပွဲစဉ်ကဒီနေ့နေ့ညမြန်မာစံတော်ချိန်ည10:00နာရီချိန်မှာကစားသွားကြမှာပါလီဗာပူးရဲ့အင်ဂွင်အန်ဖီမှာကစားသွားကြမှာဖြစ်ပြီးတော့အင်္ဂလန်ကွင်းလက်တိုင်မိုက်ကယ်အိုလီဗာကတောင်းယူကိုင်းတွေသွားမှာလည်းဖြစ်ပါတယ် ဒီနေ့တင်ကအင်္ဂလန်ဒါဘီလို့တင်စားခေါ်ရလာအောင်ပြိုင်ဆိုင်မှုကအင်အားကြီးမားပါတယ်ခါတိတဲ့ဒါဘီပြိုင်ဘက်တွေဆိုလည်းမမပါဘူးမြို့ချင်းတူတဲ့ဒါဘီမဟုတ်ပေမဲ့အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းနှစ်သင်းရဲ့ပွဲမလို့ခေဆက်ဆက်ပြိုင်ဆိုင်မှုပြင်းထန်ကြပါတယ်အင်ရှီလီဗာပူးကတော့လက်ရှိချန်ပီယံဆိုပေမဲ့ပြိုင်ပွဲစုံနောက်ဆုံး၃ပွဲဆက်ရှုံးထားပြီးခြေစွမ်းပျောက်ဆုံးနေပါတယ်လီဗာပူးတက်ကတော့စိတ်သက်ပိုင်းရောခြေစွမ်းမရောကြာစင်းနေတဲ့အချိန်ဖြစ်ပါတယ်အဲဒီမန်ချက်စတာယူနိုက်တက်အသင်းကလည်းခြေစွမ်းပိုင်းအရရတရာမရှိသေးပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ဆန်ဒလန်အသင်းကိုနိုင်ပြထားနိုင်ခဲ့ပါတယ် ဒီနေ့တင်းရဲ့ပြိုင်ပွဲဆောင်နောက်ဆုံးထိတိုက်တွေ့ဆုံမှု9ချိန်မှာတော့2ချိန်တည်းကျထားပြီးတော့လစ်ဘောက်က2ချိန်နိုင်ပြီးတော့ United ကတစ်ချိန်နိုင်ထားခဲ့တာပါလစ်ဘောက်ကရလက်ပိုင်းစိုးနေပြီးမြင့် United ထက်တော့ကစားပုံပိုင်းပိုကောင်းပါလိမ့် Anfield ဆိုတာကလည်း United အတွက်ကတော့ဒေါ်လေးခက်ခဲကြမ်းတမ်းတဲ့အတွင်ဖြစ်ပါတယ် United အနေနဲ့လစ်ဘောက်ရဲ့တိုက်စစ်ကိုပွဲချိန်ပြည့်ထိန်းချုပ်နိုင်မှုခက်ခဲပါတယ် United အနေနဲ့အမြင့်ဆုံးတည်ပဲမှန်းလို့ရပြီးတော့အနာရွေးရင်အင်ရှင်လစ်ဘောက်ကိုပဲရွေးချယ်ခြင်းပါတယ် ဒီကနေ့အတင်ဆက်မကားတွေလောက်ပါပြီနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ